ရားသခင်၏ကောင်းချီးမင်္ဂလာအပြည့်ပြားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌စွတ်ကြောင်းကောင်းချီးပေးပါ၏24ရက်10လ2025တောက်ကြနေနေ့စဉ်တဝင်းစားဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာရပြားအားဝတ်ပြုကိုးကွယ်ကြပါစို့နှုတ်ကပတ်တော်အပေါ်အာယုံဆုဆိုင်ပါ အစအဦး၌ဖယားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏မြေကြီးသည့်အစင်းတတံမရှိလွတ်လပ်လဟဖြစ်၏နည်းနည်းရအရက်ကိုမှောင်မိုက်ဖုံးလန်း၍ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဘုရားသခင်ကလည်းအလင်းဖြစ်စေဟု အမိန်တော်ရှိ၍အလင်းဖြစ်လေ၏အဘဦးချံခန်းကြီးတစ်အငယ်တစ်မှသုံးတင်ပဝတဲ့တွင်တဘာဝတရားထက်တာလွန်သောအရာများ ဖြစ်ပျက်သည်ကိုမြင်တွေ့လိုပါကနှုတ်ကပတ်တော်ကို အာယုံဆူဆိုင်ပါဗျာသခင်ဤနှုတ်ကပတ်တော်သည်တကပါလုံးနှင့်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူခဲ့ပါသည်ပြတ်ကင်သည် သူကိုယ်သူ မတူ क्वे ပြတော့ဤလမ်းများဖြင့်ထင်ရှားဖော်ပြပြီးထိုထူကဲတာလွန်သောဤလမ်းများထက်မှတစ်ခုမှနှုတ်ကပတ်တော်ဖြစ်ပါသည် ကိုရတိသူကိုယ်သူ နောက်ကပတ်တော်ထဲနိုင်၎င်းနောက်ကပတ်တော်အပြင်၎င်းထင်ရှားဖော်ပြတော်မူ၏ဘုရားသခင်၏နောက်ကပတ်တော်ရှိသောနေရာတွင်ဘုရားသခင် ရှိတော်မူ၏ဘုရားသခင်၏နောက်ကပတ်တော်သည်လူ၏နှုတ်ထွက်စကားကဲ့သို့မဟုတ်ပေဘုရားသခင်၏နောက်ကပတ်တော်သည်အသက်ဖြစ်၏ဘုရားသခင်၏နောက်ကပတ်တော်သည် တကူဖြစ်တော်မူ၏အလင်းလည်းဖြစ်တော်မူ၏ဘုရားသခင်၏နောက်ကပတ်တော်သည်ဘုရားသခင်ဖြစ်တော်မူ၏ တင်ဤစိတ်ကိုနှုတ်ကပတ်တော်အပေါ်ဗဟုပြုပါကတင်ဤစိတ်ကိုဘုရားသခင်ခြံဗဟုပြုနေခြင်းဖြစ်သည်ဟေရှာယခန်းကြီး26အငယ်3တွင်တစ္ဆာဆောင်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေစိတ်နှလုံးတည်ကြည်တော်သူသည်ကိုရော၌ခိုလုံသောကြောင့်ငြိမ်သက်ခြင်းတသက်ရှိမည်အကြောင်းဆောင်းလျှောက်တော်မူလိမ့်မည်ဟုမိန့်တော်မူ၏တင်သည်ကိုရော၏အပေါ်၌အဘယ်သို့နေထိုင်မည်နည်းသူမဟုတ် တင်ဤစိတ်ကို ကိုရောဤအပေါ်မြေကဲ့သို့ထိမ့်သိမ့်ထားမည်နီ၎င်းသည်ကိုရောဤနှုတ်ကပတ်တော်အပေါ်တင်ဤစိတ်ကိုထားခြင်းအပြင်၎င်းနှုတ်ကပတ်တော်အပေါ်ဆင်ခြင်းအောင့်မေ့ခြင်းအပြင်၎င်းဖြစ်ပါသည်ဘဝတွင်တင်မြေတိအရာနှင့်တွေ့ကြုံရသည်မှာကိစ္စမရှိပါတင်မြင်တွေ့သည့်အရာအလုံးကိုဘုရားသခင်အား မြင်တွေ့စေပါဆိုလိုသည်မှာနှုတ်ကပတ်တော်ကိုကြည်ပါသင်စိတ်တွင်နှုတ်ကပတ်တော်ကိုထားရှိပါသင်စိတ်တွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိပိုင်ဆိုင်သည့်အခါသင်သည်တဘာဝတရားထက်သာလွန်သည့်အရာအတွေ့ရောက်ရှိနေပါသည်နှုတ်ကပတ်တော်ရှိသောနေရာသည်ဘုရားသခင်၏တဘာဝတရားထက်သာလွန်သော တကူတော်ရှိသည့်နေရာ ဖြစ်ပါသည် ထို့အကြောင်းကြောင့်တန်ရှင်တော်ဝိညာဉ်တော်သည် နှုတ်ပတ်တော်မပါရှိပေမြည်သည့်အရာကိုမြဘဲသောအခါမှ မလုဆောင်ရခြင်း ဖြစ်သည်ကဘာဥကျန်အခန်းကြီး1တွင်တမကျန်းစာက အစအဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဟုမိန့်တော်မူ၏တို့တော့မြေကြီးသည်အစင်းတတမရှိလွတ်လပ်လဟာဖြစ်လေ၏နည်းနည်းရအရက်ကိုမှောင်မိုက်ဖုံးလွှမ်းတော်မူ၏ ထို့နောက်တွင်၎င်းကဖယားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင်လှုပ်ရှားတော်မူပြီးမြည်သည့်အရာမှပြောင်းလဲခြင်းမရှိပေ။နှုတ်ကပတ်တော်မစေလွတ်မချင်းမှောင်မိုက်သည့်ထိုနေရာ၌ရှိနေစေဖြစ်ပြီးဗယံပတာဖြစ်ခြင်းသည်လည်းထိုနေရာ၌ရှိနေစေဖြစ်နေပါသည်။တမန်ကျမ်းစာကဖယားသခင်ကလည်းအလင်းဖြစ်စေဟု အမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ဟု မိန့်တော်မူ၏။ ်ဖျားသခင်မိန့်တော်မူပြီးသည့်နောက်မှဖျားသခင်ဤဝိညာဉ်တော်ကအလင်းကိုဖြစ်ခြင်းအထဲသို့ရောက်ရှိလာစေပါ၏ထိုအရာကဖျားသခင်ဤနှုတ်ကပတ်တော်ဤအရေးကြီးမှုနှင့် တကူအာနာကိုပြပေးပြီးတင်းသည်နှုတ်ကပတ်တော်အပေါ်အာယုံစုဆိုင်ရမည်နှုတ်ကပတ်တော်ကိုပြောထုတ်ပါနောက်ပတ်တော်ကိုမပေးအပ်မခြင်းဘုရားသခင်၏ဥညင်တော်သည်ညီတိအရာကိုမျှမလုံဆောင်ပေ ထို့ကြောင့်တူချင်းအနေဖြင့်တင့်ဘဝအတ္တဓာတွင် ကြီးမားသောအရာများကို တွေ့ကြုံခံစားရရှိရန်နှင့်သခင်ဖျားကတင့်အတွက်ခန့်အပ်ထားတကယ်သို့ထူးကဲတာလွန်စွာ ရှင်တန်ရမဖျားသခင်ဤနောက်ကပတ်တော်အဖြစ်ရှင်တန်ခြင်းဖြစ်သည်ထ၍လေလာရန်ကြံပါယောရှုအခန်းကြီး1အငယ်8ကောလသဲအခန်းကြီး3အငယ်16ဟေပြဲအခန်းကြီး4 အငယ်12မှ13ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့စွတ်တော်မူသောအဖာကိုရောဤနှုတ်ကပတ်တော်ဤတကူတော်နှင့်ယူသားဖြောင့်မတ်ခြင်းတို့အတွေ့ကိုရောကိုကျေးဇူးတင်ပါဤကျွန်ုပ်သည်ကျွန်ုပ်နှလုံးသားနှင့်ကျွန်ုပ်ဤစိတ်တို့ကို နှုတ်ကပတ်တော်အပေါ်တွင်ဘ ਹੁ ပြုထားသည့်ဖြစ်၍ကျွန်ုပ်သည်ငြိမ့်သက်ခြင်းနှင့်ပြေဝနေပါ၏ကရိနှုတ်ကပတ်တော်သည်သူပြောဆိုသည့်အတိုင်းကျွန်ုပ်အထက်၌အလုံးလုံးလျက်ရှိပါ၏ကျွန်ုပ်သည်ဖြစ်နိုင်ပွဲရများကိုတာမြင်တွေ့ပြီးအထူးကောင်းမွန်ခြင်းအောင်ပွဲနှင့် အုတ်ချုပ်ဇိုးစံခြင်းတို့၌ရှောက်လန်းနေပါ၏အကြောင်းမှာကိုရောဤနှုတ်ကပတ်တော်သည်ကျွန်ုပ်ဤဘဝအတ္တဓာဖြစ်သောကြောင့်ဖြစ်ပါ၏တခင်ယေရှုဤနာမတော်မြတ်၌အာမင်တနှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်တတိအခန်းကြီး6အငယ်1မှ 20ယေရမိအခန်းကြီး15မှ16ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့နှစ်နှစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီးခွန်အငယ်20မှ31 400အခန်းကြီး17မှ22ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြပါစို့